မြန်မာနိုင်ငံမှာခီးသွားလုပ်ငန်းဖွံ့ဖြိုးလာတာနဲ့အမျှနောက်ဆက်တွဲအကျိုးဆက်တွေလည်းပါဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲဒီထဲမှာအမျိုးသမီးအဲလန်းညွန်တွေရဲ့ပုံရိပ်ကိုထိခိုက်စေမဲ့အကြောင်းအရာတွေလည်းပါဝင်နေပါတယ်။ဒီလိုဖြစ်ပေါ်နေမှုနဲ့ပတ်သက်ပြီးမြစည်းမရုပ်တံသတင်းတော်ဝန်ကဘယ်လိုသတင်းပေးပို့မလဲဆိုတာကြည့်ကြရအောင်ပါ။မြန်မာနိုင်ငံအတွင်းနိုင်ငံခြားသားဧည့်သည်တွေကိုလမ်းညွန်ပြသရတဲ့ခရီးသွားဧည့်လမ်းညွန်လုပ်ငန်းခွင်မှာအမျိုးသမီးဧည့်လမ်းညွန်တွေပုံမှန်များပြားလာနေပါတယ်။ အမျိုးသမီးအဲ့လန်းညွန်တွေများပြားလာတဲ့အပေါ်အခွင့်ကောင်းယူပြီးအဲ့လန်းညွန်မဟုတ်တဲ့အမျိုးသမီးငယ်တချို့ဟာအဲ့လန်းညွန်အသွင်ဆောင်ပြီးနိုင်ငံခြားသားအမျိုးသားတွေနဲ့အထင်မြင်လွဲမှားစရာပြုမှုများနဲ့အတူတွဲလာနေတဲ့အတွက်အဲ့လန်းညွန်အမျိုးသမီးတွေအပေါ်မှာအထင်လွဲစရာတွေရှိလာတယ်လို့သိရပါဗျာ။ ဒီလိုထင်ရောင်ထင်မှားဖြစ်နေတဲ့အပေါ်မှာ2014ခုနှစ်အတွက်ကမ္ဘာထူးချွန်အက်လန်ညွန်ဆူရရှိထားတဲ့အက်လန်ညွန်မဟေမာအောင်ကအခုလိုပြောပြထားပါဗျ။ဟောက်တာလှုပ်ရှားတဲ့လူတွေကဒီပုံစံမျိုးမျိုးပေါ့နော်။သူကတနေရာဝင်တော့မယ်ဆိုရင်အဲ့ဒီကိုဝင်တဲ့အမျိုးသမီးရဲ့ပုံစံလေးတွေကိုသူတို့လိုက်ပြီးတော့ဟိုတူပါတာပေါ့နော်။ပမာဒီ hotel ကြီးဘာကြီးတွေကိုသူတို့ဝင်မယ်ဆိုလို့ရှိရင်လေဒီဟို hotel ကိုဝင်တဲ့လူတွေကဘယ်လိုမျိုးပြုလုပ်တယ်လဲဆိုတာသူတို့လေ့လာပြီးတော့ ဝင်နေထင်ပါတယ်အဲ့ဒါကြောင့်တချို့သူတို့အမျိုးသမီးတွေရဲ့ပုံစံတွေကအဲလန်ညိုရဲ့ပုံစံမျိုးတိုင်းဟိုဝတ်ဆန္ဒလေးလည်းတစ်ခါတလေရှိရဲ့အဲ့ချိန်မှာ မသိတဲ့လူတွေကဟိုအဲလန်ညိုလို့တချို့ကလည်းထင်အောင်ထင်မှဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ ိုင်ငံခြားသားတွေနဲ့မြန်မာအမျိုးသမီးတွေတွဲသွားတာကိုကြည်ပြီးမဟုတ်မမှန်ပြောဆိုလို့မရကြောင်းနဲ့အခုလိုအထင်မြင်မှကြတာကလည်းခရီးသွားအဲ့လန်းညွန်တွေရဲ့လုပ်ငန်းကိုနားမလည်တာလည်းဖြစ်နိုင်ကြောင်းအဲ့လန်းညွန်၁၀နှစ်ကျော်လောက်သက်ရှိတဲ့မအောင်မထွန်းကရှင်းပြပါတယ်မြန်မာမျိုးသမီးတွေကနိုင်ငံသားတွေနဲ့တွားလိုက်လေဘယ်နေရာမှဆိုဖြစ်နိုင်နေတယ်မှာဟိုအဲလန်းညွန်တွေအများစုကတော့မတို့တွားနေတာကတော့ package tour ဆိုတဲ့ဒီလိုဟိုအားလုံးပြင်ဆင်ပြီးသား ခီးစဉ်တစ်ခုကိုအုံနေတစ်ခုကနေခိုင်းလိုက်ပြီဆိုကြတဲ့ဟိုကတွားလိုက်တဲ့နေရာတွေအကုန်လုံးက culture site တွေဖြစ်တယ်ရင်ကျေးမှုရှိတဲ့နေရာတွေဆိုတော့လွယ်ကူပါတယ်ဟုတ်ပါတယ်နိုင်ငံသားသားနဲ့အလန်နီနဲ့ဖျားမစကားတွေပြောကြတယ်ရှင်းပြကြတယ်ဒါဟာမြင်သာတဲ့နေရာတွေပေါ့နော်ခုနကပြောတဲ့နေရာတွေခုဟိုမျိုးဟိုခေအောင်ထင်မှာဖြစ်ရတဲ့နေရာတွေဆိုဥပမာညဘက်အဲ့လိုအပြင်ထွက်တဲ့နေရာတွေမှာအဲပြောရတဲ့လူတွေထင်တဲ့လူတွေ ပေါ့နော်မတိနားမလဲတဲ့လူတွေကခီးသွားခုနပြောသလိုခီးသွားဝန်ဆောင်မှုလုပ်ငန်းကိုနားမလဲလို့သူတို့ပြောကြတယ်လို့အမတော်ထင်တယ်ပြီးတော့အဲဒီလိုမျိုးပေါ့နော်ထင်အောင်ထင်မှားဖြစ်တဲ့အချိန်ကြီးတခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံသားသားနဲ့ဒီမျိုးသမီးနဲ့ဈားထဲမှာဟာဒါလက်မရလည်းဖြစ်ရင်ဖြစ်နိုင်တယ်ဒါပြီးတော့နောက်တစ်ခုရှိတာဒီနိုင်ငံကပါတာစကားတခုပဲပြောနေတဲ့မျိုးသမီးတိုင်းကဒါအဲ့လမ်းမျိုးမဟုတ်ဘူးပေါ့ မြန်မာနိုင်ငံမှာ2010ခုနှစ်နောက်ပိုင်းကစပြီးခီးသွေးလုပ်ငန်းတရှိန်တို့မြင့်တက်လာတာနဲ့အတူအလဲပတ်လာရောက်တဲ့နိုင်ငံခြားသားတွေစီးပွားရေးလုပ်ငန်းအတွက်လာရောက်တဲ့နိုင်ငံခြားသားတွေနေပဲအသီးသီးမှာပညာရှင်အဖြစ်လာရောက်ကြတဲ့နိုင်ငံခြားသားတွေစသဖြင့်ပုံစံမျိုးစုံနဲ့မြန်မာနိုင်ငံတွင်းကိုရောက်ရှိလာကြတာဖြစ်ပါတယ်ဒီလိုအခြေအနေမှာတခြားသောရည်ရွယ်ချက်တွေနဲ့အဲ့လန်းညွန်လိုင်စင်ရယူထားကြတာတွေလည်းရှိနေတဲ့အတွက်အမျိုးသမီးအဲ့လန်းညွန်တွေအနေနဲ့စိန်ခေါ်မှုတွေပိုများလာတယ်လို့သိရပါဗျ။ ဒါပေမဲ့မြမာမျိုးသမီးအဲ့လန်းညွန်တွေရဲ့ဝစ်စားစင်ရင်မှုပေါ်မူတည်ပြီးအဲ့လန်းညွန်ဟုတ်မဟုတ်ခွဲခြားနိုင်တယ်လို့မဟေမာအောင်က အခုလိုဆက်လက်ရှင်းပြထားပါဗျ။အိုင်ဒူနေမှုဘဝ guide the style တခြားဟိုအလုပ်တွေနဲ့စာလို့ရှိရင်နည်းနည်းကွဲပြားတယ်ပေါ့နော်။အဲ့တော့ guide ချင်းချင်းကတော့ကြည့်လိုက်ရင်သိတယ်။ဟို guide တွေကကိုယ့်ရဲ့ cultural တိတ်ကြိုက်တဲ့အတွက်ဌာနကူတစ်ခုမှာ logo ပေါ့။ အမှတ်သားတစ်ခုတိုင်းပြည်ရဲ့အမှတ်သားဥပမာအလုံးလုံးရင်းနဲ့ခြေသားလေးတွေကိုဝတ်တယ်အင်းလျာရက်တဲ့ပင်နီတို့ပါတို့ဝတ်လာတယ်ပြီးရင်ဟိုအဲ့ဓာရီကိုပြည်သူတွေကသိပ်ပြီးတော့မသိသေးဘူးပေါ့နော်ဟိုဂိုက်တရားထဲထဲဝင်ဝင်လည်းမရှိတဲ့အတွက်ကြောင့်လို့အဲ့ဒီအဝဘာလို့ပို့လို့လဲဆိုရင်ဟို educate ပေါ့နော်ပြည်သူတွေကိုသိအောင်စာပေပဲဖြစ်ဖြစ် channel တွေပဲဖြစ်ဖြစ်နောက်ပြီးတော့ TV တို့ဟိုရေဒီယိုတို့အနေပြီးတော့ဒီ guide တွေရဲ့ဘဝကိုပေါ့နော်ဟို deliver လုပ်ဖို့ဟိုပြောဖို့အတွက်ပေါ့ပညာပေးဖို့အတွက်လိုအပ်တယ်အဲ့ဒါဆိုရင် guide တွေရဲ့အကြောင်းသိတဲ့လူတွေပို့ပြီးတော့များလာပါလိမ့်မယ်ဒါကြောင့်မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုနဲ့အတူဒေသခံပြည်သူတွေကိုခရီးသွားလုပ်ငန်းပုံစံအမျိုးမျိုးနဲ့နိုင်ငံရဲ့ခရီးသွားလုပ်ငန်းရည်ရွယ်ချက် ခရီးသွားနိုင်ငံခြားသားပုံစံမျိုးမျိုးနဲ့ဥပဒေပိုင်းဆိုင်ရာအကြောင်းအရာစတဲ့ပညာပေးရေးလုပ်ငန်းတွေကိုပြုလုပ်ဖို့လိုအပ်နေသေးကြောင်းအတိပေးတင်ပြလိုက်ရပါတယ်ရှင်။